မွေးနေ့တောက်ကြတနင်္လာကေတာစံဖြတ်မပြုတ်အပ်ဆိုရဲဆိုယိုးစကားလေးရှိပါတယ်ဒါဟာတကယ်ပဲလားမွေးနေ့ရဲ့တောက်ကြနေ့ရဲ့တနင်္လာနေ့ရဲ့စံဖြတ်တဲ့ကိစ္စကိုဆောင်ရွက်ရင်အဲ့ဒီသူဟာကံနိုင်လိမ့်မယ်လို့ဆိုပါတယ်ဒါကတကယ်တော့လေကျန်းအစိုးရတနင်္လာနေ့သားသမီးတွေကိုဥပမာပေးပြီးရင်းနှုံးထားတာဖြစ်ပါတယ် နော်အားလုံးဒီလိုလေးနားလည်ပေးရအောင်အဲ့တော့တနင်္ဂနွေနေ့မွေးတဲ့သူတွေဟာတနင်္ဂနွေရဲ့6ရက်မြောက်နေ့ဟာတနင်္ဂနွေတနင်္လာအင်္ဂါဘုရုဇာတာပရိတောက်ကြဖြစ်ဒါကြောင့်မွေးနေ့ဖြစ်တဲ့တနင်္ဂနွေနေ့ရဲ့6ရက်မြောက်ဆက်ဖို့နေ့ဖြစ်တဲ့တောက်ကြနေ့တနင်္ဂနွေသားသမီးတွေအတွက်ရှေ့တရက်တနင်္လာနေ့အညွန့်နေ့ဖြစ်တယ်အဲ့ဒီလိုနေ့3နေ့မှာမိမိရဲ့ခန္ဓာကိုယ်မှာ အညွတ်အတဲလို့ယူဆတယ်အညွတ်အတဲလို့သတ်မှတ်တယ်စံရွယ်စံပြားကိုဖြတ်ပစ်တာမျိုးမလုပ်ပါနဲ့တဲ့မိမိရဲ့မွေးနေ့ကတော့မွေးနေ့ဒီမှာတိုးတက်ခြင်းကြီးပွားခြင်းအကြောင်းအရာတွေကိုသာလှုပ်ဆောင်ပြီးကုသိုလ်တရားနဲ့ရှင်တဲ့ဟာတွေကိုလှုပ်ဆောင်တဲ့နယ်ပေါ့အော်6ရက်မြောက်နေ့ဖြစ်တဲ့ဆပ်ဖို့နေ့မှာဘာဖြစ်လို့မလုပ်ရတာလဲဆိုတော့ သူ့ကိုနိုင်လို့ဆကိုခိုးလိုရာဆေးဖို့တုံးဆိုရဲရဲရာလင်္ကာလေးတောင်ရှိပါသေးတယ်အဲ့တော့လူတူတယောက်ကို အနိုင်ဓာတ်ဆင်ချင်ရင်အဲ့ဒီ support နေဟာသူကန်အားနေနေတဲ့နေဖြစ်တယ်အဲ့ဒီ support ဓာတ်ကိုယူပြီးတော့သူ့ကိုအနိုင်ဓာတ်ဆင်ရပါရဲ့တဲ့အဲ့ဒီတော့မိမိမွေးတဲ့မွေးနေ့ရက်ကနေ6ရက်မြောက်နေ့တွေဟာ support နေဖြစ်တယ်အဲ့ဒီ support နေ့တွေမှာ မိမိရဲ့အညော့အတက်ဖြစ်တဲ့နော်စံပင်ကိုဖြတ်ချင်းမှရှောင်ရမယ်လို့ဆိုတာဖြစ်တယ်။ဒါကြောင့်ကံအားနေစေတဲ့နေ့မျိုးမှာကံအားနေစေတဲ့အညော့အတက်ဖြတ်ချင်းမှရှောင်ဖို့ညွှန်ကြားတာဖြစ်တယ်။တနင်္လာနေ့ကတနင်္ဂနွေသားသမီးတွေအတက်အညွတ်နေဖြစ်တယ်။ဥပမာလေးတစ်ခုပေးခြင်းနဲ့တနင်္ဂနွေသားသမီးတွေအတွဲစနေနေ့ဒီအမြင့်နေဖြစ်တယ်။ တနင်းငွေနေသည်အပင်နေဖြစ်တယ်တနင်းလာနေသည်အညွန့်နေဖြစ်တယ်အဲ့ဒီလိုလေမိမိမွေးနေပြီနဲ့ရှင်တွဲပြီးတော့တွက်သွားလိုက်ပါနော်အဲ့ဒီလိုတွက်သွားပြီးအညွန့်နေလို့နေမျိုးဖြစ်တယ်တနင်းလာနေမှာအညွန့်အတက်တိုးတက်ချင်းကိုလက္ခဏာပြုတ်တဲ့ဇပင်ကိုညှက်ချင်းလုံးဝမလုပ်ပါနဲ့တဲ့ဒီလိုဆိုတာပါနော်ဒါကြောင့်အဲ့ဒီလိုအညွန့်အတက် ဖြစ်စေတဲ့အညွတ်နှိပ်မှာမိမိရဲ့ခန္ဓာကိုယ်မှာအမြင့်ဆုံးနေရာကအညွတ်ဖြစ်တယ်လို့နော်ပေါ်ပြတဲ့သပင်အဖျားတွေသပင်တွေကိုဖြတ်ချင်းရိတ်ချင်းလုံးဝမပြုတ်လုံချင်းဖြင့်အညွတ်နေရဲ့ကောင်းချိုးတွေကိုအပြည့်ခံစားရမှာဖြစ်တယ်ပြန်ပြောပေးမယ်မွေးနေ့ဖြစ်တဲ့နေ့ရက်မှာကောင်းမှုကုသိုလ်တွေပြုရမှာဖြစ်တယ်နော်စာဖို့နေ့မှာတော့အားနေတဲ့နေ့ เนาะအဲ့ဒီငွေနေ့တနင်္ဂနွေဆိုရင်တနင်္ဂနွေငွေနေ့ရှင်ရဲ့6ရက်မြောက်နေ့ဒီစာဖို့နေ့ဖြစ်တယ်စာဖို့နေ့ဒီမိမိတွေကံအားနေတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာသူတစ်ပါးကမိမိကိုဘာမှဆောင်ရွက်ခြင်းမရှိတာတော့မိမိကိုယ်တိုင်မိ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 ရဲ့အညွန့်အတက်ကိုမဖြတ်ပါနဲ့တဲ့ဟောတနင်္လာနေ့ကတော့တနင်္ဂနွေရဲ့အညွန့်နေ့ဖြစ်တယ်ဒါကြောင့်ဘယ်နေ့သားသမီးမဆိုးမိမိရဲ့မွေးနံ့ကနေနောက်တနေ့ဖြစ်တဲ့ အညွန့်နေမှာမိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့အညွန့်အတက်ဖြစ်တဲ့ဇပင်ကိုမဖြတ်ပါနဲ့မရိပ်ပါနဲ့မလီးပါနဲ့တဲ့ဒီလိုဆိုတယ်အချို့တွေကအဲ့ဒီမွေးနေ့ရဲ့စပ်ဖို့နေ့ရဲ့အညွန့်နေ့ရဲ့လို့နေ့မျိုးတွေမှာနော်သူကဇပင်မှာကောင်းလျှော်ခြင်းကိုမပြုတ်ရပါဘူးလို့လဲဆိုတယ်ဒါပေမဲ့အခုခေတ်ကောင်းလျှော်တာကချွေးတွေပေးနေတာအနှံ့ထွက်နေတာကိုလျှော်ခြင်းဖြစ်တယ်နော် အဓိကအားဖြင့်တော့ဘာကိုရည်ညွှန်းလဲဆိုတော့မွေးနေ့လိုနေမျိုးမှာနော်စဖို့နေ့လိုနေမျိုးမှာအညွတ်နေ့လိုနေမျိုးတွေမှာသူတစ်ပါးရဲ့အသက်ကိုတက်ချင်းမှာရှောင်ရမယ်လို့ဆိုတယ်ခေါင်းပေါ်မှာတန်ပိုးမွှားရှိနေခဲ့မယ်ဆိုရင်မိမိခေါင်းလျှော်လိုက်တဲ့အခါမှာတန်ပိုးမွှားတွေသေကုန်မယ်ဒါကြောင့်အဲ့ဒီနေ့မှာခေါင်းမလျှော်ရဘူးလို့ဆိုတာဖြစ်တယ် ဒါပေမဲ့အခုခေတ်ကတော့တန်ပိုးမွှားတွေခေါင်းပေါ်မှာရှိတာအလွန်နှဲသွားပါပြီเนาะဟိုရှိရတာရှိကြပါပါအဲ့တော့အခုအချိန်ကာလမှာခေါင်းလျှော်တဲ့နေရာမှာမိမိရဲ့ခေါင်းမှာပိုးမွှားမရှိဘူးဆိုရင်အဲ့ဒီခေါင်းမလျှော်ရပါဆိုတဲ့ဟာကိုတော့ချွင်းချက်အဖြစ်စောင့်ရနိုင်တယ်လို့ပြောချင်ပါတယ်အဲ့တော့ဟုတ်ပြီအခုလို့မွေးနေ့တောက်ကြတနင်္လာကေတာစံဖြတ်မပြုတ်အပ်ဆိုရဲ့ ်မိမိရဲ့အညော့နေ့မိမိရဲ့အာနယ်တော်နေ့မိမိရဲ့မွေးနေ့လို့နေ့မျိုးတွေမှာမိမိရဲ့ခန္ဓာကိုယ်မှာထွက်နေတဲ့အညော့အတက်ကိုဖြတ်ရင်ကံနေနေလို့ဆိုတယ်ဟုတ်ပြီအဲ့ဒီလိုနေ့မျိုးမှာကံနေချင်းမဖြစ်အောင်အဲ့ဒီလိုနေ့မျိုးမှာကံကောင်းချင်းဖြစ်အောင်ဘာတွေလုပ်သင့်တယ်လဲနောက်ဗီဒီယိုတစ်ခုမှာဆက်ပြောပြပေးသွားပါမယ်